အဲ့ဒါကိုမေးဘူးရယ်ဒီလား RM လို့ဟိုဟာလို့ကျွန်တော်ကပြိုင်ပွဲပြိုင်နေတဲ့အချိန် RM နဲ့တူတယ်ကျွန်တော်ပထမဦးဆုံးပြိုင်ပွဲပြိုင်နေတဲ့အချိန်လဲ16နှစ်16နှစ်ဆိုတော့အသက်၄ရက်လည်းငယ်သေးတော့အချက်ကြောက်ဒီထက်မရှိဘူးဒီထက်မရှိဘူးဒီထက်မရှိဘူးခုကလည်းအသက်အသက်ရွယ်လေးရလာတဲ့ခါမှာကိုယ်ကငြိမ့်နေတာပေါ့နော်အရင်တော့ဆိုဒီထက်ဟိုဟာ အရင်လည်းလွှမ်းမိုးတယ်ကျွန်တော်လည်းလွှမ်းမိုးရဆိုတာအဲကျွန်တော်ဟိုတော်တော်များပြောကြရပေါ့ခရစ်စတန်နေရာပြောပြောပျော်ကြရတကယ်စင်းနေလေအဲအဲကြောင့်အပေါင်းတက်လည်းများရပေါ့ကျွန်တော်အဲ့ဆိုတော့အဲ့ပြန်ပွဲပြိုင်တော်လည်းအဲ့လိုပဲကိုပြိုင်ပွဲရောက်နေရမိရသွားဆိုအဲ့ပြန်ပွဲအတူတွေအကုန်လုံးကိုလည်းအဲ့လိုအဲ့တော့ကျွန်တော်ကရအကရကရအကရလည်းဟိုလိုပေါ့ကျွန်တော်ကအဲကိုပြိုင်ပွဲလာတော့ကိုလည်းအတက်နိုင်ဆုံး view ဟာခင်းတာပေါ့နော်ဘလို့ view ဟာခင်းတာလဲဆိုတော့ okay ကိုအဆူပြိုင်ပွဲပြိုင်တော့ပဲဒါပေမဲ့ကျွန်တော်အဆူက အများအများနဲ့တိတ်မရှင်နိုင်သေးဘူးဆိုရင်ကျွန်တော်ဘာတခြားဘာလုံးလို့ရမလဲဆိုတော့လုံရင်လည်းအကောက်ကျွန်တော်ကစလုံးဖြစ်တာ Chris နဲ့စုံတာကအဲအဲ့ပြိုင်ပွဲမှာစပြီးတော့ဆုံနေဆိုပေမဲ့တကယ်တမ်းရင်းနှီးဖြစ်တာတော့ Galaxy Star မှာကိုနှစ်ယောက်ကတဖွဲ့တည်းဖွဲ့ပေးခံလိုက်ရတာပေါ့နော်အဲ့အချိန်မှာ Chris ကကျွန်တော်ရဲ့ leader leader ဆိုတော့အကောက်ရဲ့လည်းတင်ပေးတယ် leader လည်းဖြစ်တယ်ဆိုတော့အာကျွန်တော်တို့အသက်ငယ်ပေမဲ့လည်းတလေးတစားဆက်ဆံတယ်ပေါ့နော်ကျွန်တော်ဈေးစားဆက်ဆံတယ်အဲ့အဲ့ဒီကနေပို့ပြီးတော့ ိုင်တော့ဆိုလို့ဖွဲ့လိုက်ကြီးဟုတ်ကွာတယ်ဟုတ်ဆိုတော့အဲ့လိုပဲဟုတ်တယ်ဖွဲ့လိုက်ကြီးတော့လှုပ်လာတဲ့ခါကျတော့ပို့ပြီးတော့ခင်သွားတာပေါ့ခုနှစ်နှစ်ကျော်ပြီကျော်ပြီဟုတ်ပြီးတော့ပရိသတ်တွေကတိတ်ပြီးတော့မတိတ်မတိကြရည်ရှိတာ ဟုတ်တယ်ကလည်းအမွာတော့ဒီ Galaxy Star ကလေးကကျွန်တော်တို့အမြင်အားပေးတဲ့ခဲ့တဲ့အစဉ်ဒီဇိုင်းပေါ့နော်အခုချိန်တည်ရှိခဲ့တဲ့ဒီပေါ့အမာဂန်ပရိသတ်တွေကတော့ကြည်ကြတယ်ကျွန်တော်တို့အဲဒီဟိုပါပေါ့ဒီနောက်ပိုင်းကျကျွန်တော်တို့ကဟိုလောက်ကနေစပြီး2019လောက်ကနေစပြီးခရေကခရစ်စတန်အဲရန်ကုန်နေမန္တလေးကိုပြောင်းလာတယ်အဲ့ပိုင်းနောက်ပိုင်းမှာကျွန်တော်တို့ကကွဲသွားတယ်ပေါ့ အားလည်းမမေးဘူးလေဒီလားအားလည်းလို့ဟွာလို့ကျွန်တော်ကပြိုင်ပွဲပြိုင်နေချိန်ကအားလည်းတူတယ်ကျွန်တော်ပထမအဦးဆုံးပြိုင်ပွဲပြိုင်နေချိန်လဲ16နှစ်16နှစ်ဆိုတော့အသက်လေးရလေငယ်သေးတော့အချက်ကြောက်ဒီထက်မရှိဘူးဒီထက်မရှိဘူးဒီထက်မရှိဘူးအခုကလည်းအသက်အသက်ရလေးရလာတဲ့ခါမှာကွာညင်ညင်နေတာဘောနော်အရင်တော့ဆိုဒီထက်ဟွာ အရင်လည်းလွှမ်းမိုးတယ်ကျွန်တော်လည်းလွှမ်းမိုးရဆိုတာအဲကျွန်တော်ဟိုတော်တော်များပြောကြရပေါ့ခရစ်စတန်နေရာပြောပြောပျော်ကြရတကယ်စင်းနေလေအဲကြောင့်အပေါင်းတင်လည်းမြားရပေါ့ကျွန်တော်အဲ့ဆိုတော့အဲ့ပြန်ပွဲပြန်တော့လည်းအဲ့လိုပဲကိုပြန်ပွဲရောက်နေရမိသွားဘူးအဲ့ပြန်ပွဲအတူရအကုန်လုံးကိုလည်းအဲ့လိုအဲ့တော့ကျွန်တော်ကရအကရကရအကရတာလည်းဟိုလိုပေါ့ကျွန်တော်ကအဲကိုပြန်ပွဲလာတော့ကိုလည်းအတက်နိုင်ဆုံး view ဟာခင်းတာပေါ့နော်ဘလို့ view ဟာခင်းတာလဲဆိုတော့โอเคကိုအဆူပြန်ပွဲပြန်တော့ပဲဒါပေမဲ့ကျွန်တော်အဆူက အများအများနဲ့တိတ်မရှင်းနိုင်သေးဘူးဆိုတော့ဘာတခြားဘာလုံးလို့ရမလဲဆိုတော့လုံရင်လည်းအကောက်ကျွန်တော်ကစလုံးဖြစ်တာတင်တန်းနေပါလေလည်းမတက်တော့အဲ့လိုလေကတက်တယ်လို့ကတာပေါ့နော်အဲ့လိုမျိုးကတော့ကျွန်တော်ကအတက်ကြွဆုံးလူသားတစ်ယောက်ဖြစ်နေရပေါ့ဒီပြိုင်ပွဲဝင်နေကြရမှာအဲ့တော့အဲ့မှာကျွန်တော်ကအမပြိုင်ပွဲဝင်နေအမတွေအကိုတွေအားလုံးကလည်းအဲ့လိုမျိုးဥစားငယ်တော့တို့ရလေခင်ချစ်ကြခင်ကြတာပေါ့နော်ကျွန်တော်ခင်ကြအဲ့ကျွန်တော်အားလုံးလွှမ်းမိုးတာအဲ့လိုမျိုးအကုန်လုံးကတာတို့ရလေအဲအတူတူအဲ့လိုကရခုံရပျော်တော့ကြအုပ်လိုက်စီလို့ ကကကနေကြတာဗောနော်အဲ့ဒါတော့အာရမ်ကကျွန်တော်မေးတာတဲ့အာရမ်လို့ဟွာလို့သူဆဆချင်းတွေ့တော့ဟာလို့အဲ့တော့ပြဟုတ်တယ်ကျွန်တော်ရဲ့ဖစ်ကိုဆဆချင်းတွေ့တော့ဟာလေးတဲ့အရင်အမြင်ကတလာလို့မျိုးကြမဟုတ်ဘူးတဲ့အဲ့ကစားအဲ့လိုအားလုံးနဲ့အုပ်စုလိုက်ရေးလို့ရှောက်ကနေတဲ့ဝင် join ချင်တာပဲဒါမဲ့ဝင် join အမဆက်လို့တယ်ဒါလည်းမအဲ့လိုနေပြီးအားကြရတယ်ဖြစ်စောအဲ့လိုမျိုးအဲ့လိုတရားဟာဖြစ်စောအဲ့လိုမဆက်မကြအဲ့လိုမျိုးပါလေအ အဲ့ဒီနေကာနေရအဲ့ကရိယာတော့ခုသဘောကျတယ်ဟာတဲ့အဲ့လိုရဲလို့ပေါ့အဲ့လိုပြောခဲ့ဥစားဆားရှင်အင်းအဲ့လိုဆိုမမြင်စင်းတော့ကသဘောကျခဲ့လားမသိဘူးပါလို့နေလိုက်တယ်ကျတယ်တဲ့ Chris နဲ့စုံတာကအဲအဲ့ပြိုင်ပွဲမှာစပြီးတော့စုံနေဆိုပေမဲ့တကယ်တမ်းရင်းနှီးဖြစ်တာတော့ Galaxy Star မှာကိုနှစ်ယောက်ကတဖွဲ့တည်းဖွဲ့ပေးခံလိုက်ရတာပေါ့နော်အဲ့ချိန်မှာ Chris ကကျွန်တော်ရဲ့ leader leader ဆိုတော့အကရည်လည်းတင်ပေးတယ် leader လည်းဖြစ်တယ်ဆိုတော့ အဲကျွန်တော်တို့အသက်ငယ်ပေမဲ့လေတလေတစားဆက်ဆံတေပေါ့နော်ကျွန်တော်ဈေးစားဆက်ဆံတယ်အဲအဲ့ဒီကနေပို့ပြီးတော့အဲ့တော့ဆိုလို့ဖွဲ့လိုက်ကြီးဟုတ်ကွာတယ်ဟုတ်ဆက်ပါအဲ့လိုပဲဟုတ်တယ်ဖွဲ့လိုက်ကြီးတော့ချက်လောက်လာတဲ့ခါကျတော့ပို့ပြီးတော့ခင်သွားတာပေါ့ ကျွန်တော်တို့ခုနှစ်နှစ်ကတာဆိုတော့အချိန်ကာလပေါ့ဒါပေမဲ့ကျွန်တော်တို့အတူတူရှိခဲ့တာတွေကကြတော့ဒီဟိုမှာပြန်ပွဲပြီးသွားတဲ့အချိန်မှာကျွန်တော်တို့တွေစာချုပ်ချုပ်ဖြစ်ကြတဲ့ဒီ entertainment တစ်ခုတွေမှာပဲချုပ်တော့ကြတော့ကျွန်တော်ရဲ့ entertainment မှာတစ်နှစ်ခွဲနှစ်နှစ်လောက်တော့နေခဲ့ကြအတူတူလေ training အဖြစ်နေပေါ့နော်အတူတူနေခဲ့အဲ့ကာလတွေကတော့အလိုတန်းတန်းတောင်းနေကျွန်တော်တို့ရင်းနှီးခဲ့ဆုံးအချိန်တွေပေါ့ကျွန်တော်နဲ့အတူတူတခြားကျွန်တော်အမတွေရှေ့သွေးတကယ်ချင်းနေလေအားလုံးကအမှဆုပြီးတော့မှအတူတစ်နှစ်ခွဲနှစ်နှစ်လောက်တောင်းတင်ခဲ့ကြတာပေါ့အဲ့အချိန်မှာ ဒါတော့အပျော်ဆုံးပဲလို့ IMNO နဲ့အရင်အရင်ဒီဆုံးဖြစ်ခဲ့တာအဲ့ပြီးနောက်မှာကျွန်တော်လည်း entertainment ကနေပြီးတော့တွားပြီးပြီးကြောင်းပြက်သွားတက်တဲ့အချိန်ကွဲသွားပေါ့နောက်ပိုင်း9နှစ်လောက်ဆက်ပြီးတော့မတွေ့ပြဘူးဆိုရင်လည်းအဲ့ဒီအတူတူနေခဲ့တဲ့နှစ်နှစ်ကအခုချိန်တိကိုဆက်ပြီးတော့ရင်းနှီးဖို့အတွက်လုံလောက်ခဲ့တဲ့ပမာဏဖြစ်ခဲ့တယ်ပေါ့နော်အဲကြောင့်လည်း9နှစ်မှာပထမဦးဆုံးထွက်နိုင်တဲ့တခြင်းဆိုပေမဲ့9နှစ်တောက်လျှောက်မှာတိခဲ့ကြတဲ့သူတွေအတွက်အဲတကယ်ကိုအားရစရာတခြင်းလေးတစ်ပုဒ်တော့ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်ကျွန်